ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာဒီနေ့ကတော့2025ခုနှစ်ဇွန်လ1ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့တူတောင်းမှကြည့်ကြမှာဖြစ်ပါရဲ့နော်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်လိုရင်းတူရှင်သတင်းတွေပဲစရိုက်ပါမယ်နော် ပထမဆုံးသတင်းတစ်ပုဒ်ကတော့ရုတ်တံထွက်ပေါ်နေတဲ့ပိုင်းတက်ရဲဘော်များစစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ကပြစ်တက်ခဲ့တယ်လို့စစ်တုံဖန်ကဝေခံနေဆိုသတင်းဖြစ်ပါတယ်နော်အဲဒီတော့မိတ်ဆွေတို့အားလုံးလည်းကြည့်ပြီးသားဖြစ်မှာပါနော် Facebook မှာပြည့်နေနေတယ်တယောက်ကိုတနက်နေ့အနောက်ကနေစစ်ကောင်စီတပ်သားတယောက်ကပြစ်တက်လိုက်တဲ့ရုတ်တံပေါ့နော်တော်တော်လေးကိုပြည့်နေနေတာဖြစ်ပါတယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုမှဆိုရင်ဒီဒီစစ်တုံဖန်ဖြစ်ခဲ့တဲ့သူကဝေခံထားတာဖြစ်ပါတယ် ဲ့တော့ PLA ရဲပေါ်များပြစ်တက်တက်ဖြတ်ခဲ့သည့်ရုပ်တံကိုတော်လိုင်းတက်များကပြန်လည်ဖမ်းဆီးနိုင်ခဲ့သည့်စစ်ကောင်စီတုတ်ဘန်းထံမှရရှိခဲ့ခြင်းဖြစ်ပြီးရင်းတုတ်ဘန်းကလည်းဖြစ်စဉ်များကိုထပ်ဆူခဲ့လို့ခွန်ရင်းရံကပြောပါတယ်တဲ့စစ်တုတ်ဘန်းစီကသူတို့ဖုန်းထဲမှာပြန်ရပြီးတော့သူတို့ပြန်စစ်ဆေးတာပေါ့သူတို့က9ရက်ကိုတပြိုင်တည်းတည်းပြစ်တက်တာတော့မဟုတ်ဘူးတစ်ယောက်ကိုတခြားနေရာမှာတက်တယ်ပြီးတော့၄ရက်ကိုအဲ့ဒီဗီဒီယိုထဲမှာပါတဲ့အတိုင်းသူတို့ပြစ်တက်ခဲ့တယ်ပြီးတော့သူတို့အလောင်းတွေကိုစီထားခဲ့တဲ့ပုံစံဆိုပြီးမှ သူတို့ဝေခံထွက်ဆိုထားတာဖြစ်ပါရဲ့เนาะအဲ့တော့ဘလောက်တော့ရက်ဆက်လဲဆိုကြည့်ကြပါဦးเนาะအဲ့တော့ဒီဒါကတော့ဒီပိုင်းတက်ရဲဘော်တွေကိုစစ်ကောင်စီတန်းတဲ့ PNO ဒီပြည်သူစစ်ကတက်ဖြတ်တဲ့ရုပ်တံပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီတော်လိုင်းဖက်မှာဆိုရင်တော့တော်လိုင်းဖက်ချမ်းမှာဆိုရင်တော့เนาะသူတို့ကိုဖမ်းမိတယ်ဆိုရင်တော့တည်တည်ချာချာလေး ghiu ဆိုင်ပြီးမှာပေါ့เนาะကွန်ဆစ်လေးကစားမပြတ်ဘဲနဲ့ကျွေးပြီးစောင့်ရှောက်တဲ့ဟာတွေရပါတော့เนาะအခုချိန်မှာဆိုရင်အာတခုခုစဉ်းစားဖို့လိုလာပါပြီเนาะ နောက်ထပ်သတင်းတစ်ပုဒ်ကလည်းတမတရားတင်မှာအင်အား400ခန့်ပါစစ်ကြောင်းထွက်လာ၍ပခုတ်ကူမြိုင်ပေါက်မြို့နယ်တော်မှာပြည်သူများစစ်ရေးသတိဖြင့်နေထိုင်ကြရန်သတိပေးဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်စစ်ကြောင်းပေါ့နော်အင်အား400ပါစစ်ကြောင်းဟာရင်တန်းထွက်လာ၍ပခုတ်ကူမြိုင်နဲ့ပေါက်မြို့နယ်ပြည်သူများနေစစ်ရေးသတိနေထိုင်ကြအညာမြေတပ်ပေါင်းစုကသတိပေးထားတဲ့သတင်းမျိုးဖြစ်ပါတယ်အဲ့တော့အားလုံးသိတဲ့အတိုင်းပဲချမ်းမစစ်ကောင်စီစစ်ကြောင်းတွားတဲ့နေရာဆိုရင်ပြည်သူတွေကဟိုပြည်သူတွေတက်ဖြတ်ခဲ့တယ်ဆိုတာအားလုံးသိပြီးသားဖြစ်တဲ့အတွက်ပေါ့နော်ပြည်သူတွေကဒီစစ်ကြောင်းရှိနိုင်မယ့်နေရာတွေမှာအဝေးဆုံးမှာနေပြီးမှပေါ့နော်ရှောင်ရှားဖို့လိုပါတယ်နော်ဒီကောင်တွေကဘာမှ မြင်တာမဟုတ်ဘူးเนาะမမေ့မြင်ကကိုရှော့ပြုတ်တက်တယ်တဲ့ကောင်းတယ်။ကဲနောက်တဲ့တင်ဘုတ်ကတော့စကိုင်းမျိုးတက်မ33ရှော့လိုက်တော့မြပြက်ခတ်ခဲမှုရှစ်ဦးပွဲကြီးပြီးမျိုးစာဖြစ်သွားတယ်ဆိုတဲ့တင်မဖြစ်ပါဘူးเนาะအဲ့တော့အလုံးသေးအတိုင်းပဲဒီမနက်မှလည်းတင်ဆက်ခဲ့တယ်ပေါ့เนาะစကိုင်းမျိုးတက်မ33ကိုရှော့လိုက်နေပြက်ခဲလိုက်တဲ့အချိန်မှာဒီရှစ်ကောင်မျိုးစာဖြစ်သွားပြီး6ဦးဒဏ်ရာရှိခဲ့တဲ့တင်မဖြစ်ပါတယ်။အဲ့ဒီမှာဆိုရင်ဘိုကင်းမီလောင်ပျက်စီးခဲ့ပြီးတက်သုံးမော်တော်ယာဉ်နှစ်စီးနဲ့လိုင်းခန်းတစ်ခန်းရှော့တက်တို့ထိမှန်ပြီးပျက်စီးခဲ့ကြောင်း BWM ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ကဲပထမဦးဆုံးသတင်းပုတ်အနေနဲ့ကြောက်ဖြူမျိုးပါဗောနော်လက်နဲ့ကြီးစားထိမှန်လို့စစ်ကောင်စီတပ်သားတချို့နဲ့တရုတ်စစ်သားတကတယောက်ဗောနော်ဒီရဒဏ်ရာရှိသွားတယ်ဆိုသတင်းလေးကြုံနားထောင်ကြည့်လာနော်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့ရခိုင်ပြည်ကြောက်ဖြူမျိုးနေမှာလက်နဲ့ကြီးကြီးစားထိမှန်မှုကြောင့်စစ်ကောင်စီဘက်က6ရောက်တန်ရာရသွားတယ်လို့သိရပါတယ်ကြောက်ဖြူမျိုးနေဂုံးချွင်တိုင်းနေမလကျွန်းဧရိယာထေကစစ်ကောင်စီတက်ဆွဲပြီးနေထိုင်တဲ့တရုတ်စစ်ရုံစီမံကိန်းတွေရှိတဲ့နေရာကိုအခုရက်ပိုင်းအတွင်း အာရခတက်တူအီအီကလက်နဲ့ကြီးကြီးနဲ့ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲဒီလိုပြစ်ခတ်ခဲ့တာကြောင့်လက်နဲ့ကြီးကြီးစားထိမှန်တဲ့အတွေ့စစ်ကောင်စီဘက်ကဒုတက်ရင်မုံအစင်ဗိုလ်မှူးတယောက်နဲ့နောက်ထပ်တပ်ဖွဲ့ဝင်၅ယောက်စုစုပေါင်း၆ယောက်တန်ရာရရှိသွားတယ်လို့စစ်ကောင်စီနဲ့နှိဆက်သူမြေပြင်စီရေတည်င်းမြစ်တယောက်ကနရင်းစရာကိုပြောပါတယ်။ ဒါအပြင်ဒရုန်းဤပညာရှင်တရုတ်စစ်သားတစ်ယောက်လေးလက်နက်ကြီးကြီးစာထိမှန်နေတဲ့အတွက်ထိခိုက်တင်အားရရှိသွားခဲ့တယ်လို့သတင်းထွက်နေတယ်လို့လေသူကပြောပါတယ်တရုတ်ကောင်တော့ထိသွားပြီနော်စစ်မှန်ကိန်းစစ်ရုံတွေရှိမှစစ်ကောင်စီကကာကင်းစခန်းတွေတိစောက်ပြီးတမင်နေရာယူထားကြပြီးတော့ဒေသခံတွေကိုနေတိုင်းဒရုန်းနဲ့ပုံကျေတိုက်ခိုက်နေတယ်လို့လေဆိုပါတယ်ကြောက်ဖြူတိုက်ပွဲမှာတရုတ်ဒရုန်းဤပညာကူပေးတဲ့စစ်သားတွေမြန်မာစစ်တပ်ဘက်ကဝင်တိုက်ပေးနေတယ်လို့သိရပါတယ်ရှင် ကဲကြားတိုင်းပေါ့နော်တရုတ်တွေကတော့အခုချိန်မှာဆိုပြီးဂျပန်စစ်ကောင်စီမင်းအောင်လိုင်ကိုဝင်တိုက်ပြီးတဲ့အဆင့်အောင်ဖြစ်နေပြီပေါ့နော်အဲဒါပေမဲ့လည်းဒီကြောက်ပြမျိုးကအခုချိန်မှာဆိုရင်ဒီအာကာတော့အေးကစုံမထားပြီးတော့မကြခင်တိမ့်ပိုက်တော့မယ်လို့လည်းသတင်းတွေရရှိထားတယ်။တိမ့်ပိုက်ပြီးပြီဆိုရင်နောက်ထပ်ပေါ့နော်။ညဝတို့ရေဒစကောင်းလည်းတိုက်ခိုက်မယ်လို့သတင်းတွေကြားရတယ်ပေါ့နော်။ကဲကျွန်တော်တို့မကြည့်လိုက်ရသေးတယ်ပေါ့နော်။သတင်းတစ်ခုကျွန်တော်ကြည့်လိုက်အောင်။အဲ့ဒါပါလဲဆိုနောက်ထပ် line တစ် line လာတော့မယ်ဆိုတဲ့သတင်းပေါ့နော်။အဲ့တော့ကျွန်တော်တို့ရဲ့ KNP နဲ့ကိုမာဝီပါပြောထားနားတော့ကြည့်လိုက်အောင်။လူထုနဲ့ပူပေါင်းရင်းတော့လက်နဲ့ချမလား။ ချိန်မုန်းခံမလားလမ်းနဲ့လမ်းရှိတယ်ကြိုက်တဲ့လမ်းရွေး not the line ထပ်ထပ်လက်လက်ကြီးတယ်ပြူပြဲနေတော့ချိန်မုန်းခံမယ်ဆိုရင်တော့ ready လောက်ထားပါကဲနော်ချိန်မုန်းခံချင်တော့ ready လောက်ထားမြန်မြန်လက်လက်ချအလင်းဝင်တာဒါအကောင်းဆုံးဖြစ်မယ်နော်အမလက်လက်တွေလည်းကြည့်လိုက်ပြူပြဲနေတာပဲအဲ့ဒါ0.5လားဆက်လက်တွေကြီးပဲနော်အားလုံးကရှင်ပြင်းတော့မှာစေကဲထပ်ပြီးပါပြောထားနားတော့ကျွန်တော်တို့မှာခက်ခဲပေါင်းများစွာကျွန်တော်တို့ဆက်လက်ပြီးရင်ဆိုင်ကြဖို့လည်းရှိတယ်သို့တော့ စစ်အာဏာရှင်တွေတက်ဆိုးရှိနေတဲ့၍ကျွန်တော်တို့ပြည်သူလူထုနဲ့ကျွန်တော်တို့ဟာဘယ်တော့မှကောင်းကောင်းမွန်မွန်ငြင်းငြင်းချမ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 ်းတက်တာမနေရဘူးဆိုတော့အခြေအနေတစ်ခုကိုလည်းကျွန်တော်တို့နှလုံးသားထဲမှာခေါင်းထဲမှာအမြဲရှိဖို့လိုပါတယ်။ဒါကြောင့်မလို့ဒီတိုက်ပွဲကိုကျွန်တော်တို့အောင်မြင်အောင်စားကုတ်စားခဲဆက်လက်ပြီးတော့မှတိုက်ပွဲဝင်သွားကြရဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်။အားပေးလိုပါတယ်။ကျွန်တော်တို့အားလုံးတက်ညီလက်ညီနဲ့ကြိုးစားသွားမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့မကြခင်မှာအောင်မြင်မှုပန်းတိုင်တွေကိုကျွန်တော်တို့ရောက်တော့မှာဖြစ်ပါတစ်ဆက်ချင်းမှာပဲကျွန်တော်တို့လည်းအတူတူဒီတော်လိုင်းရေးခီးကိုစံစံခံပြီးတောင်းခံပြီးတော့မှဘုံတန်၊လီရင်ဘုံတန်နေကျွန်တော်တို့လက်နဲ့ကြီးတန်နေကနေပြီးတော့မှစံစံခံပေးတဲ့နော်အဲ့လိုစင်ရဲတန်နေကနေပြီးတော့မှနော်ကျွန်တော်တို့ကိုထောက်ပံ့ပေးနေတဲ့ဒီဒူလူထုတစ်ရက်လုံးကိုလည်းကျွန်တော်အနေနဲ့အထူးပဲကျေးဇူးတင်ရှိကြောင်း ျွန်တော်တို့ဒီမှာအမှတ်တမ်းတင်ဂုံပြုတ်အပ်ပါတယ်လူထုတာမရှိရင်ကျွန်တော်တို့ဒီနေ့ဒီအချိန်မှာဘာမှလုပ်နိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့လူထုကိုလည်းဒီကနေ့လေးနှစ်ပြည့်မှာသူးတလဲယေရှုတင်ရှိကြောင်းပြောလိုပါတယ်တိတ်မကြာခင်ကာလတွေမှာရောက်ရှိလာတော့မယ့်ကာလတွေမှာကျွန်တော်တို့ဟာလက်ထဲမှာဂန်းနေကင်ထားတာမဟုတ်ဘဲနဲ့ပန်းနေနေကင်ထားပြီးတော့ကျွန်တော်တို့တိုင်းပြည်တစ်ခုလူမှုတိုင်းဝင်းတစ်ခုမှာကျွန်တော်တို့ပြန်ဆောင်ရမယ်လို့ပြောကြလိုပါတယ် ကဲရမ်းမရနော်ဂန်းနေမကင်တော့နဲ့ပန်းနေကင်တဲ့လူမှုအဖွဲ့အစည်းတည်းအနေနဲ့ပြန်တွေ့မယ်ဆိုပြီးပြောလိုက်တာကတော့တကယ်ကောင်းတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲ့တော့အားလုံးကလက်နဲ့ကင်ချင်းတို့ကင်နေတာမဟုတ်ဘဲနဲ့မဲအောင်လိုင်းကိုပြုတ်ဖို့ပဲအဓိကကင်တဲ့လူတွေများပါတယ်နော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဗောနော်ဒီအာခတ်တတော်ကကြောက်ဖြူပြီးသွားပြီဆိုရင်ဘယ်ဟိုဆက်တိုက်နိုင်မလဲလို့သုံးသက်ထားတယ်ဥသန်းစိုးနိုင်ရဲ့ဗီဒီယိုလေးတစ်ချက်တော့ကြည့်လောက်နော်အဲ့တော့ကျွန်တော်တို့ကြည့်ရတာကတော့ကြောက်ဖြူမှာတော့စိုးရရဲ့စက္ကစရဲ့ ချင်းမြန်တိုင်းရင်၃ရင်းရှိတာပေါ့ဗျာအဲ့ဒီ၃ရင်းချင်းမွန်ရေးကတော့ရခိုင်တပ်တော်အနေနဲ့အေးအေးအနေနဲ့တော့အနိုင်တိုက်နိုင်တဲ့အနေအထားရှိပါတယ်သို့တော်ညာလဲခုနကကျွန်တော်တို့မရေကျွန်းမှာရှိနေတဲ့တရုတ်လုံခြုံရေးတပ်ဖွဲ့တွေကတော့ဘလောက်ထိပါဝင်လာမလဲဆိုတော့နည်းနည်းစောင့်ကြည့်ရမယ်အခြေအနေအခုကတော့ရင်ဆိုင်တိုက်ပွဲတွေမှာပါဝင်သေးတဲ့အနေအထားတော့မဟုတ်ဘူးသို့တော် drone စစ်စင်ရေးတွေမှာဤပညာရအကူအညီပေးပြီးတော့သူတို့ဘက်က ပါဝင်တိုက်ခိုက်နေတယ်ဆိုတော့တော့သိရတယ်ဒါကြောင့်မို့ဒီချင်းနေတဲ့ပို့ပြီးတော့တကယ်တမ်းအဲ့ဒီကစက္ကဆရဲ့စစ်ကြောင်းနေနော်စက္ကဆတိုင်ရင်းနေကိုကျွန်တော်တိုက်ခိုက်သိမ့်ပိုင်မယ်ဆိုလို့ရှင်တော့ဒီလုံချုံရေးတပ်ဖွဲ့တွေဟာဘယ်လိုပုံတရာနဲ့ပါဝင်လာမလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ချင်းအဲ့ဒီအချိန်ကြီးတော့ချက်ချင်းလက်ငင်းသူတို့ပါဝင်အောင်မယ်ပုံမရှိပါဘူးဒါကြောင့်ပြောရလို့ရှင်ရင်ကျွန်တော်တို့ တောက်ဖြူမျိုးသိမ်းတိုက်ပွဲတက်တက်ကတော့သိပြီးတော့မခက်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဒညာဝရီဂျီတာစခန်းကိုသိမ်းပိုက်တဲ့အခါမှာဆိုရင်တော့ဒီရေပို့ပြီးတော့သူကဒညာဝရီဂျီတာစခန်းနဲ့အတူရှိနေတယ်ဂျီတာရဲ့နော်ကျွန်တော်စစ်သင်္ဘောရဲ့ပါဝင်လာမှုနိုင်မှုအခြေအနေတွေလည်းတွေ့ရတဲ့အခါကျတော့တောက်ဖြူမျိုးသိမ်းတိုက်ပွဲလောက်လွယ်လွယ်ကူကူတော့ဖြစ်အောင်မှာမဟုတ်ဘူးချင်းတစုံတရာတော့ယူရလေးကုန်မယ်လို့ထင်ပါတယ်ဂျီနေကတော့ ဒညာဝရီကြီးတဲ့စခန်းကိုဆက်ထိုးမလားဒါမှမဟုတ်လို့ချင်းတော့ပြူကနေပြီးတော့ကျွန်တော်တို့မရီကျွန်းဘက်ကိုဆက်ပြီးတော့ဝိုင်းမလားဆိုတော့ကျွန်တော်တိကျမပြောနိုင်သေးဘူးပေါ့ဗျာသို့တော့တရုတ်ကျိုးစီးပွားတွေနဲ့တရုတ်ပိုင်ပစ္စည်းတွေနဲ့ဆက်ဆက်နေတဲ့မရီကျွန်းကတော့နော်အေးအေးနေနဲ့ကျွန်တော်တို့ရုတ်ရက်ချက်ချင်းဝင်ရောက်တိုက်ခိုက်သိမ့်ပိတ်တဲ့အနေအထားတွေရှိမယ်မထင်ဘူးကျွန်တော်ကတော့တောက်ပြူမျိုးသိန်းတိုက်ပွဲပြီးလို့ရှိရင်ဆက်ပြီးတော့ပြစ်လာမယ်တိုက်ပွဲကတော့ ဒညာရီဂျီတာစကန်ကိုတိမ့်နဲ့တိုက်ပွဲအဲ့ဒီတိုက်ပွဲကျွန်တော်ဆင်နွှဲရမယ်အနေထားရှိတယ်လို့ကျွန်တော်တော့မြင်ပါတယ်ခင်ဗျ။ Okay ဒါတော့ဥတန်းစွန်နိုင်ရဲ့သုံးသက်ချက်ပြီးတော့ final ဖြစ်ပါတယ်ခင်ဗျာ။ Okay နောက်တဲ့သတင်းပုဒ်ကတော့တကယ်ပဲနော်မေကွန်အကောင်းလေးပြောအောင်ပေါ့နော်။အဲ့တော့ကျွန်တော်ရဲ့ ိုနာငယ်ကဘာတွေမိထားလဲဆိုတော့ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကအချက်အစစ်ကောင်စီဖွဲ့တွေကိုဖမ်းမိတယ်ဆိုကောင်းကောင်းထားတယ်ပေါ့နော်ဒါပေမဲ့ဟိုဘက်ကဒီစစ်ကောင်စီဘက်ကကျွန်တော်တော်လိုင်းသမားတွေကိုဖမ်းမိတယ်ဆိုတခါလေးပြစ်တက်လိုက်တာတို့တတ်တာတို့အစဖြောက်လိုက်တာတခါလေးလှုပ်တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဥနေဘုံလက်ကိုနော်တုတ်တက်ခိုင်းထားတဲ့ဗီဒီယိုဖိုင်လေးနားတော့ကြည့်အောင်နော်ဖက်ကစစ်တပ်ဘက်မှာကြတော့တော်လိုင်းရဲရဲဘော်တွေကိုမိတဲ့အခါမျိုးမှာဒီရဲအလုံးမိချင်းနေတာနော်တတ်လိုက်ကြတယ်ပေါ့ဗျာဆိုတော့အဲ့ဒီတော့ UNG ရဲ့စစ်တုံးမှန်းမူဝါဒကရောဘလို့အခြေအနေမျိုးရှိထားလဲခင်ဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ဟိုပါ MOD မှာကျွန်တော်တို့ရဲ့ကာကွယ်ရေးဝန်ကြီးဌာနမှာဒီစစ်တုံမှန်ဆိုင်ရာလုပ်ငန်းလမ်းညွှန်ဆိုပြီးတော့တည်ကြားရှိပါတယ်။နော်အဲ့အဲ့ထဲမှာဆိုရင်ဒါကုနာကအာအလူခွင့်ရေးချိုးဖောက်မှုတွေမဖြစ်ဖို့တော့ဒါလည်းဒါလည်းကျွန်တော်တို့ကထားရတာပေါ့နော်ကုနာကဒါပေမဲ့လည်းအရင်တက်တက်တက်တာတော့လည်းထားလို့တော့မရပါဘူးကျွန်တော်တို့စစ်တုံမှန်ဆိုရင်လည်းစစ်တုံမှန်အလျောက်ပေါ့နော်အဲကျွန်တော်တို့ဟိုထားဖို့တော့ကျွန်တော်တို့လိုအပ်ပါတယ်နော်အဲ့ထဲမှာဆိုရင်ကုနာကသူတို့ကိုတတ်ဖြတ်တာမလုပ်ရဘူး တမင်သက်သက်နှိမ့်ဆက်ညှင်းပန်းတာမျိုးကျွန်တော်တို့မလုပ်ရဘူးပြီးတော့လူတိတ်ခါနဲ့အညီပြုမှုဆက်ဆံရမယ်ဆိုတာမျိုးတွေပါတယ်လို့ခုနကဘလို့ထိမ့်သိမ်းထားမလဲပေါ့ဘလို့ဘလို့ပုံစံမျိုးနဲ့ထိမ့်သိမ်းထားရမလဲဆိုတော့အချက်တွေလည်းပဲအဲ့စစ်တုံးပိုင်းဆိုင်ရာလုပ်ငန်းတန်းညုံထဲမှာဒါပါပါတယ်ဗျာနော်အဲ့တော့ဆိုလိုတာကအာကျွန်တော်တို့ယောက်ျားမိန်းမဆိုရင်လည်းဟိုဟာဖြစ်လို့မရပါဘူး ဟိုခွဲထားရမှာပေါ့နော်။တော့ကြာတက်တက်မိမတက်တက်ကျွန်တော်ဒါခွဲထားရမယ့်အခြေအနေမျိုးဒါတွေလည်းရှိပါတယ်။အဲအဲ့မှာမှခုနကမြေပြင်မှာတော့တချို့အခက်အခဲတွေပေါ့နော်။အဲ့ဒါကတော့ဘာလဲဆိုတော့ ဒီကျွန်တော်တို့မှာပြဿနာအကျဉ်းတောင်လုံလောက်လောက်ရှိမနေဘူးပေါ့နော်အကျဉ်းတောင်လုံလောက်လောက်ရှိမနေဘူးရှိမနေတဲ့အတွက်ကြောင့်မလို့ဒီဒီဒီလူတွေကိုထားတဲ့အခါမှာတချို့တချို့နေရာတွေမှာဆိုရင်အဲ့လိုမျိုးအာထိတ်တုံးနေနဲ့လောက်တာထားထားတာမျိုးနောက်ပြီးတော့ခြေချင်းနေနဲ့ထားရတာမျိုးဒီဒီအဲ့လိုမျိုးတွေတောင်ကျွန်တော်တို့ရှိခဲ့ဘူးပါတယ်အရင်တော့ပေါ့နော်အခုနောက်ပိုင်းတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့တွေအချုပ်ခန်းပေါ့အရင်အကျဉ်းထောင်ပုံစံမျိုးမဟုတ်ရင်တောင်မှ အချုပ်ခန်းတွေကိုတေးချာချာစီးစနစ်နဲ့အညီစောက်ပြီးတော့လောက်ကန်ဆောင်ရွက်ကြဖို့ဆိုတဲ့ဟာမျိုးတွေလည်းအဲကျွန်တော်တို့ကြိုးတော့ကြိုးစားနေပါတယ်ဒါပေမဲ့အဲ့ဒါတွေကကျွန်တော်တို့ဘလို့မှဟိုအပြင်ဟိုထုတ်ပြောလို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တည့်ရတဲ့အချိန်ဟိုကောင်တွေကစစ်တပ်ကစစ်တုံးမှန်းနေရသူပုံကျဲဒီကောင်တွေကျဲတယ်ဗျဘုံကျဲသူတို့ကလက်စဖျောက်ချင်တာပေါ့နော် လက်စားဖြောက်ချင်တဲ့အတွက်ကြောင့်မလို့ဒီစစ်တုံးမန်းတွေထားတဲ့နေရာတွေဆိုရင်တို့ကအဲဘုံလလာချဲအရှိမလည်းဖြစ်စင်နေ၃၄ခုတော့ရှိခဲ့ဘူးပါတယ်။မရှိခဲ့ဘူးတဲ့အတွက်ကြောင့်မလို့ဒီဒီစစ်တုံးမန်းတွေတေချေပျက်စီးရတာတွေလည်းကျွန်တော်တို့ရှိမှာအရှိနေတာတွေဖြစ်ပါတယ်။အဲ့တော့ဒီကတော့အင်းတော်မှာမိသားတဲ့တတ်မှတ်မှုဆိုရင်လည်းပဲအဲသူ့ကိုကျွန်တော်တို့လက်ရှိစုံစမ်းစစ်ဆေးမေးမြန်းနေတဲ့ကိစ္စတွေမပြည့်ပြတ်သေးဘူးကျွန်တော်တို့ထပ်မေးနေတော့မှာပဲ။နော်အဲ့တော့သူ့ သူကစစ်တုံ့ပန်းဖြစ်တယ်အဲ့ဒါကြောင့်မလို့သူ့ကိုစုံစမ်းစစ်ဆေးမေးမြန်းမှုကြောင့်ပေါ်ပေါက်လာမှုပေါ်မှာမူတည်ပြီးတော့အဲ့ဒီပေါ်မှာသူကတရားရင်ဆိုင်ရမှာဖြစ်တယ်ပေါ့နော်အဲတရားရင်ဆိုင်ရမှာဖြစ်တယ်အဲ့တော့အဲ့တော့ကျွန်တော်ကဘာဟိုဟိုဒီမှာဖြည့်ပြီးပြောချင်လဲဆိုတော့ဒီစစ်တုံ့ပန်းတွေရဲ့ definition ထဲမှာနော်ကျွန်တော်တို့ပြည်သူ့ရင်ခွင်ခေလုံတဲ့သူတွေဆိုဒါမပါဘူးဗျာနော်ပြည်သူ့ရင်ခွင်ကိုကျွန်တော်တို့တော်လန်ရင်အင်အားစုတွေနဲ့ကြိုတင်ဆက်သွယ်ပြီးတော့ပြည်သူ့ရင်ခွင်ခေလုံလိုက်ပြီဆိုရင်ဒါဒီလူကစစ်တုံ့ပန်းမဟုတ်တော့ ငါတို့ကသူ့မှာရရှိတဲ့အခွင့်အရေးတွေရှိတယ်။တရားတစ်ခုကတော့ဆက်ဆက်ချင်းကိုပဲလက်နက်တွေခဲရန်တွေပါလာရင်ဒီဟာနဲ့ပတ်သက်တဲ့ကျွန်တော်တို့ငွေကြေးတစုံတရာကျွန်တော်တို့ပေးတာရှိတယ်။အဲ့ဒါဒီအပြင်ပေါ့နော်။အခြားခံစားခွင့်တွေလည်းကျွန်တော်တို့ NUG မှာရှိတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ NUG မှာဆိုရင်ပြည်သူ့ရင်ခေါ်လုံရဲ့အစီအစဉ်အကောင့်ထဲပေါ်မှုကောမဒီဆိုပြီးတော့ကျွန်တော်တို့ဝင်းချုပ်ကြီးကိုတော့ဥဆောင်ပြီးဖွဲ့ထားတာရှိတယ်ပေါ့နော်။အဲဒါဆိုရင်တို့တွေကပြည်သူ့ရင်ခေါ်လုံပြီးဆိုရင်တို့တွေကပြည်သူ့သားကောင်းအဖြစ်အသိမှတ်ပြုခံရမယ်။အဲတို့အရင်တုန်းက ရခဲ့ဘူးတဲ့ဒီဘာခေါ်လဲဒီပင်စင်တို့เนาะဒီအခြားသောရပိုင်ခွင့်တွေဒါတွေကိုလည်းပဲကျွန်တော်တို့ကဆက်လက်ပြီးတော့အာမခံမယ်ပြီးရင်တို့ရဲ့မိသားစုတွေရဲ့လုံခြုံရေးတွေကိုလည်းကျွန်တော်တို့ကအာမခံတယ်စသဖြင့်ပေါ့เนาะဒီလိုမျိုးရပိုင်ခွင့်တွေကျွန်တော်တို့ရှိတယ်အဲ့တော့ပြည်သူရင်ခိုလုံကြစေခြင်းနဲ့ပြီးရင်ဖယဲသည်ဖယဲသည်တွေဆိုရင်လည်းပဲကြိုပြီးတော့ sorry ဖယဲသည်တွေဆိုလည်းစစ်တုံ့ပန်းထဲမှာအစည်းအဝေးထဲမှာမပါဘူးအဲ့တော့ကျွန်တော်တို့အခုအခုမိပြီဆိုရင်တော့ညအရင်တော့ဖယဲသည်လုတ်ခဲ့တဲ့ အချက်လက်တွေအထောက်အထားတွေကျွန်တော်ပြနိုင်ပြီဆိုတော့ဒီလူကစစ်တုံမှမဖြစ်တော့ဘူးပေါ့။နောက်အဲ့တော့ဖျဲသီးတွေအနေနဲ့လည်းကျွန်တော်တို့ဆောင်ရွက်လို့ရတယ်။နောက်ပြီးစောစောစီးစီးအလံပြူထောင်တာပေါ့။ဟိုပြည်သူလူထုကိုအဲပြည်သူပြည်သူလူထုကိုကာကွယ်နေတဲ့ဒေါ်လာရင်းအင်အားစုတွေကိုဒီဒီတောက်လျှောက်ဟိုပြစ်ခတ်တတ်ဖြတ်နေပြီးတော့မှနော်နောက်ဆုံးမနိုင်တော့ဘူးဆိုတော့မှလက်နက်ချတယ်ဆိုရင်ဒါစစ်တုံမှပဲ။ အဲ့လိုမဟုတ်ဘဲနဲ့လာပြီးတော့ကျွန်တော်တို့ဆိုရင်ဗျာအခုနောက်ပိုင်းတချို့စကန်နေဆိုရင်ကျွန်တော်တို့မတိုက်ခင်တည်းမှာကြိုပြီးអော်အောင်ရှိတယ်လက်နက်ချလက်နက်ချဆိုပြီးတော့เนาะအဲ့တော့စောစောစီးစီးဘာမှတနက်မဖောက်ဘဲနဲ့ကျွန်တော်တို့အဲစောစောစီးအလံဖြူထောက်ပြီးဆိုရင်လည်းပဲဒါကျွန်တော်တို့တချို့တော့ရပိုင်ခွင့်နေကျွန်တော်တို့ရှိနေတာဖြစ်တယ်ပေါ့เนาะအဲ့တော့စစ်တုံမှန်အဖြစ်နဲ့အဖမ်းခံရပြီဆိုရင်တော့ခုနကပြောတဲ့အဲတတ်တော့အတတ်မခံရဘူးအဲဒါမှမဟုတ်လည်းစစ်တုံမှန်နေရဲ့ အနေထားမျိုးနဲ့ပဲကျွန်တော်နေရမှာဖြစ်တယ်လို့ကိုကျူးလွန်ခဲ့တဲ့အပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီးတော့လည်းထိရောက်တယ်ကျွန်တော်တို့ဒါဒါပြစ်ဒဏ်တွေကိုလည်းဒါခံရမှာဖြစ်တယ်။နောက်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ကတော့လွတ်ပေးလို့မရအောင်စစ်တုံးမှန်းဆိုရင်တော့စစ်တုံးမှန်းဆိုရင်တော့ကျွန်တော်တို့ထိန်းသိမ်းထားရမှာဖြစ်တယ်။အဲ့တော့အဲ့လိုထိန်းသိမ်းထားတဲ့အချိန်မှာစစ်တပ်ဘက်ကဘုံလာခြင်းရဲ့လည်းပဲဒါဒါအသက်အသက်အန္တရာယ်ဆုံးရှုံးရနိုင်တယ်ပေါ့နော်။အဲ့လိုကြောင့်မို့ဒါလက်ရှိလည်းပဲကျွန်တော်တို့ရှိဖို့ ပြည်သူ့ရင်ခေါ်လုံးတာတွေအလံဖြူပြတာတွေအများကြီးကျွန်တော်တို့ဝင်လာတာရှိတယ်အခုသူပြည်သူစစ်လို့ပဲသူတို့ပြည်သူစစ်လို့သူတို့ခေါ်နေတဲ့ဒါအရမစစ်သားစုဆောင်ခံရတဲ့သူတွေဆိုရင်လည်းပဲလက်နက်တွေယူလာတယ်တချို့ဆိုလည်းတပ်ထဲမှာပုံကန်ပြီးတော့ကျွန်တော်တို့ထွက်လာတယ်ဒါမျိုးတွေနဲ့ကျွန်တော်တို့အများကြီးတော်လိုင်းအင်အားစုတွေကစောင့်ရှောက်ထားတာတွေလည်းအများကြီးရှိပါတယ်အဲ့လိုကြောင့်မလို့စစ်တပ်ထဲကအဲဒီအချက်စစ်တီဒီလူတွေအကုန်လုံးကိုကျွန်တော်တိုက်တွန်းနေတာတော့စောစောစီးစီးပြည်သူ့ရင်ခေါ်လုံးမှာဖျက်သည့်ဖြစ်နေတော်လိုင်းကိုကူညီပါအကယ်လို့များတော်လိုင်းအင်အားစုတွေနဲ့ထိတ်တဲရင်ဆိုင်တွေ့တဲ့အခါမှာလည်း ပြန်ပြီးတော့ပြစ်ခတ်တာမျိုးမလုပ်ဘဲနဲ့စောစောစီးစီးအလံဖြူပြပြီးတော့အဲကျွန်တော်တို့အဲလက်နက်ချကြပါဆိုတော့တိုက်တွန်းနေပါတယ်ဗျကဲကြားတယ်ပေါ့နော်အဲ့တော့ဒါတော့ UNG ရဲ့ဒီစစ်တုံးမှဥပဒေနဲ့ပတ်သက်ပြီးတော့သူတို့ပြောပြသွားတဲ့ဟာပဲဖြစ်ပါတယ်နော်အဲ့တော့ပြန်ခံပြစ်တာမျိုးတွေလုပ်မယ်ဆိုရင်တော့ဒါတော့အမမခံပေါ့နော်ကဲနောက်ထပ်ဗီဒီယိုဒီပုတ်ကတော့ကျွန်တော်တို့လေးစားတဲ့ဥကြော်ပေါ့နော်ဘောမတွေကိုဘာတွေပြောထားတဲ့တိချက်နားထောင်ကြည့်လောက်နော်အာဓမ္မတရားတော်တွေမတင်ပြပေးလိုက်ဘူးလားလောက်ခွင့်မပေးဘူးလား အခုဒီကနေ့ငါဘာကိုဆိုလိုချင်တယ်ဆိုတာကမင်းတို့အဲ့စစ်ခွေးတွေစစ်ခွေးတွေနော်စစ်ခွေးတွေထိုင်းနိုင်ငံသွားပြီးတော့တရားထိုင်နေကြတယ်ဘာလုပ်တာအုပ်လိုက်ဟမ်တရားသွားထိုင်နေကြတယ်ဟုတ်လားတန်းစီပြီးတော့ဆောက်ရှက်တပြားသားမှမရှိတဲ့ကောင်ဟုတ်တယ်ဟမ်ဆောက်ရှက်ဖို့တပြားသားမှမရှိဘူးနိုင်ငံလည်းမရှိတော့ထိုင်း တတ်တော်ကဘာပြောလိုက်တယ်ဆိုတော့မင်းတို့မင်းတို့စောက်ချက်ရှိတတ်လို့ရှိရင်မင်းတို့လဲလေလိုက်လို့ရတယ်မင်းတို့စဉ်းစားကြည့်စမ်းဟိုကပြောတာတော်လန်ကြီးရဲဘော်တွေကိုမင်းတို့တိုက်လို့မနိုင်လို့ရှိရင်ပြန်ဆုတ်ဖို့ကွာဟမ်အခုတော့သူများနိုင်ငံတွေကိုဒုက္ခသွားသွားပေးတယ်မင်းတို့ဟမ်မနိုင်လို့ရှိရင်ဟိုဘက်ကမ်းပြေးဟမ်အဲ့ဒါဘာစောက်ကြည့်လဲဟမ် ငါမသိလို့မေးကြည့်တာနော်ဘောမတွေဝင်ကြည့်လို့ရတယ်အဲ့ဒါဘာစောက်ကြည့်လဲဟမ်မင်းတို့မနိုင်တော့ဘူးဆိုရင်မင်းတို့ဘာလုပ်လဲဟမ်စခန်းကြီးခြံတာလက်နဲ့ကြီးခြံတာနော်ကိုလို့ယုံပြီးကိုလို့ယုံပြီးတာကိုဌာနေကိုကိုပြန်ပြေးတာ မဟုတ်ဘူးသူများနိုင်ငံတွေကိုဝင်ပြေးတာ သူများစောက်လို့ရှုပ်တယ်မအေးလို့တွေရဲ့တဲ့ဥစ္စာလေသူများစောက်လို့ရှုပ်တယ်မအေးလို့တွေ 闽南少雪么时间？都闽南岸天阳少雪来快了。没一路阿那先拍雪雪的，先来让俺表啦，嗯？啥子啦？没看那有啦？碎碎碎碎，来碎家没一路的，嗯？闽南机器人，闽南路是扫雪，国国那里边过扫雪。 အာသူများနိုင်ငံကိုဆောက်လုပ်သွားရှုပ်ပြီးတော့ဆောက်ရှက်အကွဲခံပြီးတော့မင်းတို့ကသွားပြီးတော့သူများနိုင်ငံတွေကနေတရားသွားထိုင်နေတယ်။အေးလို့ဒီခုမှသတိမှာကြောက်နေဟုတ်လား။ဟင်ပြည်သူတွေကိုလှက်ခဲ့တော့ကမင်းတို့အဲ့လိုအသိဉာဏ်ရှိခဲ့လို့ရှိရင်နော်ဒီကနေ့ဒီဒီပြဿနာတွေဖြစ်လာစရာဆောက်ကြောင်းကိုမရှိဘူး။ရှင်းနေတော့ငါပြောတာဟိုမအေးလို့ခွေးဘလူနေဝင်းရဲ့မြည်မအေးလို့ ဟိုဝက်ငရွက်မပါတဲ့ဟိုမအီလိုဝက်မင်းကိုလည်းပြောရအောင်မယ်။ပါလေမင်းပြောခဲ့ဘူးတယ်မဟုတ်လား။ဟင်စစ်သားလေးအောက်ချီစစ်သားလေးသေလို့ဟာလားအထက်အရာရှိကဘိုလ်ချုပ်ဘုံမူးတွေအစားတော့တော့မပြက်ဘူးဟာလားအဲ့တော့မပြက်ဘူးအေယာကွန်အခန်းထဲကနေအစားအစားပောက်ပြီးတော့သူတို့မှ အဲ့မပြက်အစာမပြက်ဆိုပြီးတော့မအေလို့မင်းစောက်ပါဇက်ကထွက်ထားတယ်မလားဟမ်အခုဘယ်နဲ့ရှိစားအခုဘယ်နဲ့ရှိစားဟမ်အေလို့ဒီကဲဒါတော့ကျွန်တော်တို့လေးစားဥကြုံဖြစ်ပါရနော်အဲ့တော့ဘောမတွေလိုင်းဘောမတက်မလာနဲ့ဟောင်းမလာနဲ့ပေါ့နော်လုံးဝဒီမှာရိုက်ချဖို့အသင့်မင်းနော်အဲ့တော့ဥကြုံပြောရလဲတကယ်အမှန်နေပဲနော်ပြေးလိုက်တယ်ဆိုရင်ဒီနိုင်ငံခြားဒီမရောက်ဘူးတဲ့ ဒီအိန္ဒိယချင်းနိုင်ငံမရှိတော့အကုန်လုံးရောက်မှုတွေပေါ့နော်အင်းနေဝင်ပြောခဲ့တဲ့စကားတွေအခုချိန်မှာဆိုပြောင်းပြန်နေဖြစ်နေတာပေါ့နော်အခုဟိုတုန်းကတော့ဘိုးကြီးတယောက်ကအစားမပြတ်ဘူးဘိုးချုပ်တယောက်ကဘာမှမဖြစ်ဘူးလို့ပြောနေတာအခုကဒီ G1 တို့ဘာလို့ဆိုတော့နောက်မှကျိုးတုပ်ပြီးမှာပေါ့နော်ဒီနွားလိုအဖက်ခံတဲ့နေသားတွေဖြစ်နေပါပြီနော်ကဲကျွန်တော်တို့ပထမအောင်ဆုံးကကျွန်တော်ကြည့်ခဲ့တယ်ပေါ့နော် PNL ဒီစစ်ဒီစစ်သားတွေကိုဒီစစ်ကောင်စီနဲ့ PNL PNO ီသူစစ်တရားပေါ့နော်တက်ဖြစ်တဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ကိုစီရဲ့သုံးသက်ချက်လေးနောက်နောက်ကြည့်လာအောင်နော်ကဲလိုင်းပေါ်မှာပြနေတဲ့ဗီဒီယိုဖိုင်ကိုတွေ့ပြီးကြမှာပါပအုပ်လူငယ်၄ယောက်ကိုရင်မောင်တန်းတန်းစီပြီးတော့ကြိုးတုပ်ပြီးတော့အနောက်ကနေတဲ့တဲ့တယောက်ဘေးဆောင်ကနေတယောက်တနက်နဲ့ပြစ်တက်တဲ့ဗီဒီယိုဖိုင်နော်ရရဆက်ဆက်ပြစ်တက်ပြစ်တာအဲ့ဒါကတော့ PNO နဲ့ပြည်သူစစ်ဆိုတဲ့ PNO အဖွဲ့နဲ့စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ပအုပ်လူငယ် PNN နဲ့ပအုပ်တော်လှန်ရေးတပ်ဖွဲ့ကပအုပ်လူငယ်၅ယောက်ကိုဖမ်းမိသွားတယ် တယောက်ကိုအခြားနေရာမှာတက်ပြီးတော့အဲ့ဒီ၄ယောက်ကိုအခုလိုမျိုးစစ်ရာဇမှုကျူးလွန်ပြီးရဲရဲဆက်ဆက်တတ်ထားတာအဲ့ဒီရုပ်တံကိုဘယ်ရရတဲ့ဆိုတော့စစ်ကောင်စီတက်တာကို PNN ကဖမ်းဆီးရမိတဲ့အချိန်မှာအဲ့ကောင်ကဖုံးတဲ့ကနေဒီဟာကိုတွေ့တယ်သူ့ကိုစစ်မေးတဲ့အချိန်မှာဟုတ်ပါတယ်ဆိုဝန်ခံပြီးတော့လက်ရှိဖြစ်ကြောင်းကိုစင်ကိုသူကဝန်ခံထားတာရင်နာစရာကြီးပြစဉ်းစားကြည့်ရင်ဟုတ်တယ်ကိုပေါ်လူမျိုးအချင်းချင်းဒီလောက်တောင်ရုပ်မှရက်ဆက်ဟာလှုပ်တဲ့ဆိုတော့လှုပ်ရက်ကအင်မတန်ကိုရုပ်ညံ့နဲ့လှုပ်ရက် နော်အဲ့တော့သူတို့ကြဆုံးသွားတဲ့ပေါ်လူငယ်၅ယောက်တော့လဲတကယ်ကိုယူတုံးမရဖြစ်ကြပါလေနော်ဒါဟာစစ်ကြဆွေးမှုကိုပေါ်တင်ကျူးလွန်တာနော်နိုင်ငံတကာစစ်တုံ့ပန်းဥပဒေဆိုတာရှိပြီးသားတုံ့ပန်းတယောက်ကိုဖမ်းပြီးလို့ရှိရင်ဘယ်လိုပုံစံထိန်းသိမ်းရမလဲကာကွယ်ရမလဲစောင့်ရှောက်ထားရမလဲဟုတ်တယ်မလားစတဲ့ဖြင့်ဒီနီဘာကွန်မန်းရှင်အပြစ်ဆုံးရှိပြီးသားဒါပေမဲ့ကိုယ့်ဘက်ကလူတွေကတော့တအားမြစ်တာကောင်းတယ်တခါတည်းကျရင်ကွန်ကျွေးရတာနဲ့ရေတိုက်တာနဲ့စလစ်ဖွာခိုင်းရတာစတဲ့ဖြင့်လူသားချင်းစာနာပြနေပေမဲ့ တစ်ဖက်ကရန်သူကအခုလိုလူမဆန်တဲ့လှုပ်ရက်တွေလှုပ်တာမြင်တော့အသေးစားစားဖြစ်အောင်နားတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အမြဲပြောတာနော်မညံ့ညာနဲ့ခင်ဗျားတို့မှတ်တမ်းနဲ့မရိုက်နဲ့ထောက်ငန်းမထုတ်ပြန်နဲ့နော်ဖမ်းမိတာအေးတိုက်ပွဲမဖြစ်ခင်အလံပြူထောင်လို့မိတဲ့ဟာမျိုးကြရင်လာကောင်းကောင်းကိုစောက်ချောက်ပေးလိုက်အဲဆေးဝါးပြောနေပြီ။တိုက်ပွဲမှာတိုက်တိုက်တိုက်ပြီးမှလာပြီးတော့အီအာအီအာအော်ပြီးတော့မခံနိုင်မှလက်နဲ့ချတဲ့ကောင်မျိုးစစ်မေးစရာရှိပြီးပြစ်တတ်ပါအကောင်လုံးရှုပ်လို့နော်ကိုယ်ပကလူတွေဘယ်လိုလုပ်လဲအဲမြင်တဲ့အတိုင်းပဲဒီသတင်းလေးကိုကျွန်တော်ဖတ်ပြပါမယ်ရှင် ပေါ်ဒေတာစီဇန်မြို့နယ်ပိုက်ပွဲအတွင်းဖန်စီကဲဒါတော့ခုနကျွန်တော်ဖတ်ခဲ့တဲ့သတင်းပေါ့နော်အဲ့တော့တုတ်တက်တာပဲနောက်ထောင်ကြည့်လာအောင်မြန်မာတွေ့တဲ့ရဲဘော်9ယောက်ကတော့ဒါကတော့ပေါ်လူငယ်တွေ PNNO ကတော်လိုင်းရင်းရဲဘော်တွေပဲဖြစ်တယ်အဲ့တော့တကယ်ကိုစိတ်ပြည့်စရာကြီးပြ PNNO အနေနဲ့နော်ချင်းချင်းပြောရရင်တော့ PNNO ခေါင်းဆောင်တချို့ခေါင်းဆောင်ဘိုင်းတွေမှာတချို့တချို့တော့လူတွေကစစ်ကောင်စီရဲ့ခိုင်းဘက်လှုပ်ပြီးတော့နော် ်အယိုးအရင်လေးကိုက်ကဖို့အတွက်ကိုကိုပေါ်လူမျိုးချင်းချင်းအခုလို့ပြန်လဲရုပ်မာတဲ့လှုပ်ရမျိုးကဒါကဘလို့မှမဖြစ်တဲ့နဲ့လှုပ်ရအဲ့တော့ရန်သူကတော့ရှင်းတယ်ဗျနော်ဒီတဏှာတိုင်းမဟုတ်ပါဘူးရန်ကပြတ်တယ်အစိုးဆုံးကအခုလိုမျိုးလူမျိုးချင်းချင်းပြန်ပြီးရန်တိုက်တဲ့လှုပ်ရတွေကအင်မတန်အောက်တန်းချစွာလုံနေတာပဲဖြစ်တယ်အဲ့တော့အဲ့လိုလှုပ်ရကိုအခုလိုမှလှုပ်တာလားဆိုတော့မဟုတ်ပြန်ဘူးခေတ်ဆက်ဆက်လှုပ်လာခဲ့တာဒါပေမဲ့အရင်ခေတ်တွေကတော့အားလုံးတိတဲ့အတိုင်းနော်ဒရင်းမီဒီယာပွင့်လင်းမြင်တာဆိုတာမရှိဘူးစီးစစ်မှုမှနှေးကွေးတဲ့အတွက်ကျွန်တော်တို့ဟာ ပြည်သူအားလုံးကပါဝင်သဘောပေါက်စွာမတိခဲ့အောင်ကရင်ကရင်ချင်းရန်တိုက်တယ်မုံမုံချင်းရန်တိုက်တယ်ရခိုင်ရခိုင်ချင်းရန်တိုက်တယ်အခုလည်းပို့အိုးပို့အိုးချင်းရန်တိုက်တယ်နော်လူမျိုးချင်းချင်းကချင်းကချင်းချင်းရန်တိုက်ထားတာပဲနော်ဒါဟာစစ်ကောင်စီရဲ့ပရိရဲ့တယ်ပဲခင်းဆက်ဆက်သူတို့ကျင့်သုံးလာတာအဲ့ဒီမူလူမျိုးရင်းမီးမွေးမယ်ဘာတိုင်းမီးမွေးမယ်နော်လူမျိုးချင်းချင်းသွေးရှိုးတက်ချုံမယ်ရန်တိုက်မယ်အဲ့ဒါအာနာရှင်အဆက်ဆက်ကျင့်သုံးလာတဲ့စနစ်ပဲအဲ့ဒါကိုကျွန်တော်တို့ပြည်သူအားလုံးကမြင်ဖို့လိုတယ် နော်ဒီကာလမှာကျွန်တော်တို့အချင်းချင်းကိုဘာအကြောင်းနဲ့မှတနက်ပြောင်းလှည့်စရာမလိုဘူးလုံးဟုတ်တယ်ချင်းချင်းလေးပဲနော်အဲ့တော့ဘောဘောတင်ပြတ်တတ်ဖို့နေတာကိုအချင်းချင်းတနက်ပြောင်းလှည့်စရာမလိုတော့အခြားတော့လူမျိုးတွေလေကိုလူမျိုးအချင်းချင်းတနက်ပြောင်းကိုဘာအကြောင်းနဲ့မှလှည့်စရာအကြောင်းမရှိဘူးကိုလူမျိုးအချင်းချင်းတနက်ပြောင်းလှည့်ပြီဆိုတော့ခင်ဗျားတို့ကြိုက်တဲ့ခေါင်းစဉ်ပြေးပြေးကြိုက်တဲ့စင်ကြီးပြေးပြေးအောက်တန်းစားပဲအဲ့လားလက်နက်ကင်အောက်တန်းစားပဲကျင်းနေတယ်နော်ကြိုက်တဲ့စင်ကြီးပြေး ။ဘာဖြစ်လို့စင်ကြီးတွေကတော့လူလူတိုင်းအပွက်စီတိုင်းမှာရှိမှာပဲ။ဒါပေမဲ့ဒီကာလဟာလှုပ်တင်လှုပ်ထိုက်လား။အာနာရှင်စနစ်ကိုအမြင့်ဖြတ်နေတဲ့အချိန်မှာဒီအာနာရှင်တွေအလိုကျကိုလူမျိုးအချင်းချင်းပြန်လဲပြစ်ခတ်တတ်ဖြတ်တာ။ဒါလူကောင်းတွေရဲ့လှုပ်ရမဟုတ်ဘူး။နော်။အခုစစ်ချုံးဒီအာနာဒိုင်းနာစစ်ကောင်စီဟာ၄နှစ်ကျော်၅နှစ်ထဲဝင်လာပြီ။အဲ့တော့အာနာကိုရမလားလို့တိန်းထားတယ်ဒီနေ့ချိန်ထိစစ်ကောင်စီကတိုင်းပြည်ရဲ့အာနာကိုမရနိုင်ဖြစ်နေတယ်မရနိုင်တဲ့အပြင်တပြေးပြေးနဲ့ ရှုံးတဲ့ရှုံးလာတဲ့အတွက်မဲမဲမြင်ရလိုက်ပြီးတော့ပြဿနာရှာတယ်တပ်ဖြတ်တယ်ရန်လှုပ်တယ်အဲ့တော့ဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့ကအားလုံးစုစုစည်းစည်းညီညီညံ့ညံ့နဲ့တော်လှန်လိုက်လို့ရှိရင်ဒီတန်းဒီမှာအာနာရှင်အမြင့်ပြတ်သွားတာ ਨੇ ခမရတို့ကျွန်တော်တို့အားလုံးကဘာမျက်နှာမှငဲเสียအကြောင်းမရှိနော်ပအိုးလူမျိုးတွေကျွန်တော်တကယ်ချင်းတွေအများကြီးရှိတယ်နော်ကျွန်တော်နဲ့ကြောင်းတူတူတက်လာတဲ့တူငယ်တန်းတွေကနေ6တန်း7တန်းအိပ်ဝတိကြောင်းတက်လာတဲ့တကယ်ချင်းတွေတော့အများကြီးရှိတယ် နော်ဘာဖြစ်လို့လဲကျွန်တော်တို့ ARV တိုင်းဖက်ကလူပေါ်တေကမှနေလို့မရဘူးနော်အဲ့ဒီအရင်ကတိုင်းသားနဲ့နှက်ကိုင်းအဖွဲတွေကလည်းပေါ်တာဆွဲတယ်ကိုနဲ့မတူတဲ့အဖွဲတွေอืมပြီးလို့ရှိရင်စစ်ကောင်စစ်တပ်ကလည်းငွေခစ်ကပေါ့နော်စစ်တပ်ကလည်းပေါ်တာဆွဲတယ်အဲ့ဒီကြောက်ကျွန်တော်တို့တငယ်ကြီးတွေဆိုရင်ငငယ်လေးတွေကရောဖုံးကြောင်းမှလာပြီးတော့ဘကကြောင်းမှလာနေလာစားပြီးကြောင်းတက်ကအခုနောက်ပိုင်းဆိုတခါကြာရင်လေလမ်းတော့မလျှောက်တတ်သေးဘူး အဲ့ဒီအရွယ်လေးတွေကစပြီးတော့ပြေးလာကြစစ်ရှောင်းတော့နော်အဲ့တော့ဒီပိုးလူငယ်တွေဟာကိုပြီကိုရွာကိုဒေတာမှာကိုယ့်အကိုအခြေချပြီးတော့ကိုတိုင်းပြီကိုဒေတာတိုးတက်ရေးအတွက်စူးစမ်းလှုပ်ဆောင်နိုင်မဲ့အဖူးဖွင့်တယ်ဒါပေမဲ့ကိုဒေတာမှာအခြေမချနိုင်ဘူးနော်လက်နက်ကင်အဖွဲမျိုးစုံကြားထဲမှာရှင်တန်းရတယ်အဲ့တော့နော်ကိုလူမျိုးအတွက်ဘလောက်နစ်နာနဲ့စဉ်းစားကြည့်အာနာရှင်နဲ့ပေါင်းပြီးတော့ခင်ဗျားတို့ကောင်းဆောင်ရမယ့်အရာဘယ်တော့မှမရှိဘူးမှတ်ထားပါနော် အရင်ခက်ကဒီခက်ကမဟုတ်တော့ဗျာကုံခဲ့တဲ့နှစ်အပိုင်းခြားလောက်ပဲရှိပါသေးတယ်ဆယ်စုနှစ်အပိုင်းခြားလောက်ပဲရှိပါသေးတယ်ပိုးစာတင်ဖမ်းတယ်နော်ကရင်စာတင်ဖမ်းတယ်မွန်စာတင်ဖမ်းတယ်ကြိုက်တဲ့စာတင်ကုန်ဖမ်းတယ်အဲ့လိုခက်နဲ့ဖြတ်ကျော်လာတာအဲ့လိုအဲ့လိုခက်ကိုပြန်ရောက်ရှင်ကြလာကဲဒါတော့ကုစီရဲ့သုံးသက်ချက်ဗီဒီယိုဖိုင်ဖြစ်ပါတယ်နော်အဲ့တော့ဒီပိုးလူငယ်တွေပြစ်တက်လိုက်တဲ့ဗီဒီယိုဖိုင်ကတော်တော်ကြီးကိုပြည့်နေနေပါတယ်နော်အဲ့တော့မင်းအောင်လိုင်ဘက်က လောက်တဲ့ကိစ္စတွေရတော့เนาะတော်တော်လေးကိုစူးစူးရွရွဖြစ်တယ်ဆိုတော့မြင်တွေ့ရတယ်ဟိုတုန်းကလည်းဒီမီရှိုတက်တဲ့ကိစ္စတွေကျွန်တော်ကြုံခဲ့ပြီပေါ့เนาะအခုဆိုရင်လေဒီသူတို့စစ်တက်ဘက်ထရီတွေပါတယ်ပေါ့เนาะပြစ်တဲ့လူကအဲ့တော့ဂျမ်ဘက်စစ်ကောင်စီကပြစ်တဲ့ဗီဒီယိုဖိုင်ဆိုတာတိတ်ကြတယ်ပေါ့နော်အဲ့တော့စစ်တုံးပန်းလဝင်ခံထားပြီးပြီအဲ့တော့ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တော်လိုင်းဘက်မှာလည်းပေါ့နော်ဒီစစ်တုံးပန်းအနေနဲ့ပတ်သက်လာတယ်ဆိုရင်တော့တကယ်ပဲရှင်းလင်းပြတ်သားတဲ့ဒီ လှုပ်ထုံးလို့နီးတွေလှုပ်ထုံးလို့အဖပ်ပြီဆိုတော့ကြောင်းကိုကျွန်တော်သုံးသက်တင်ပြရင်းနဲ့ကျွန်တော်ဗီဒီယိုလေးဆုံးသက်လိုက်ပါနော်ဟုတ်ကဲ့အစားဆုံးကြည့်ပေးကြရတယ်မြတ်ပြည်သူရောက်စီရင်သူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖတ်မေးအောင်လိုင်းစစ်ပေးငလင်ပေးဘေးနဲ့ပေါင်းပါကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ